ားလုံးပဲမင်္ဂလာပါရှင်။ရွှေတိ Audio Book Channel မှာကြိုဆိုပါရစေ။ဒီ channel မှာကတော့1982ခုနှစ်ဖေဖော်ဝါရီမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ရတဝတ္ထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ရွှေတိ Audio Book Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။ခုဖတ်ပြပေးမှာကတော့1982ခုဇွန်လတို့အမှတ်1ဖေဖော်ဝါရီမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ဆရာနွမ်ချတိုင်းရေးသားခဲ့တဲ့ ိမ်မက်ကလေးကိုအာနာလိုက်တာဆိုတော့ဝတ္ထုကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အိမ်မက်ကလေးကိုအာနာလိုက်တာအချစ်အဲ့အတွက်ကြာလာတဲ့မျက်ရည်စားကိုတတ်မဟာကတုပ်ပေးလိုက်မယ်မျက်ရည်ကြရလို့ရှက်ရတဲ့အချက်ကိုနပိုလီယန်ကဖြည့်ပေးလိုက်မယ် အတန်းငယ်တယ်လို့ပြောကြလားပြောကြပါစီဖြည့်ရှင်းချက်တွေကို all set တိဝီမင်းရှယ်လီတတ်တာဒီဒီသူတို့ညှိပေးလိုက်မယ်တငယ်ချင်းတို့ရဲ့ချစ်တက်လို့ငိုရက်ရင်ဆိုင်ငယ်လို့သာငိုပစ်လိုက်စောစောကလူတွေနဲ့အားငယ်လို့နေသေးရင်မပါလာခဲ့မယ်ဖော်ရီအများကြီးနဲ့ရေးရဲလက်လက်ပြီးပဲဗျာကျွန်တော်တိတ်သဘောကျသွားတယ် ဒါကြောင့်အဲ့ဒီကဗျာလေးစာအုပ်တအုပ်ရဲ့ရှေ့ဆုံးစာမျက်နှာမှာကူပြီးထည့်လိုက်တယ်။အမှန်တော့ဒီကဗျာနဲ့ဒီကဗျာပါတဲ့စာအုပ်တွေ့တွေ့နေတာကြာပါပြီ။ရရဲ့ဝန်ခံရရင်ဒီလိုမျိုးကဗျာတို့စာတို့ဆိုတာမျိုးတွေကိုနည်းနည်းမှစိတ်ဝင်စားခဲ့ဘူးဘူး။အားလဲဒါမျိုးတွေက လွမ်းတာတို့ဆွေးတာတို့ညက်ရည်တို့အသေးတို့နဲ့ရရည်လဲလဲ feeling အောက်ခဲ့တာပေါ့။တယောက်ယောက်ကဒီလိုစကားမျိုးပြောလာရင်တော့သွားစမ်းပါအဖို့အလုပ်တွေ လုံးဝစိတ်ဝင်စားဘူးလို့တိကျပြန်ပြောလိုက်တာကြီးပဲအဲခုမှ special ကျွတ်တော်တာခုပဲကြည့်လေစောစောကကပြဆိုကျွန်တော်အသေးကြီးကြိုက်နေရပြီဗါတဲ့ချစ်တက်လို့ငိုရက်ရင်ဆိုင်ငင်လို့သာငိုပစ်လိုက်ဆိုပါလားမဆိုးဘူးနော်မဆိုးလို့မဆိုးဘူးသာပြောတာပါဗျာတကယ်တော့ကျွန်တော်မငိုပစ်လိုက်ပါဘူးငိုရမှာတော့အောက်ပါတယ်နည်းနည်းပါးပါလွမ်းဆိုတာလေးဘာလေးဖြစ်လာရင် ရှက်မြက်ရည်လေးကလဲကလဲနဲ့ဖီလင်းတချင်းလေးတပုတ်လောက်ခစ်လိုက်တာပေါ့ဒါလဲဆွေးတယ်နော်ဆွေးတာတော့တကယ်ဆွေးတာပြန်တွေးကြည့်လိုက်ရင်ကိုယ်စိတ်ထဲမှာအပြက်ငိုင်းငိုင်းသွားတယ်ငိုင်းသွားပြီဆိုတာနဲ့မျက်စီထဲမမဲကြီးတွေမြင်မြင်လာတယ်သူများတွေဆွေးရင်တော့ဘလို့နေမလဲမသိဘူးကျွန်တော်ကတော့ဆွေးပြီဆိုတာနဲ့မမဲကြီးအရင်ဆုံးမြင်တာပဲမြင်ရမယ်လေမမြင်လို့ဘယ်ဖြစ်မလဲဆွေးရတဲ့အကြောင်းကဤခိုင်နဲ့ပတ်သက်လို့ ဒီခိုင်နဲ့ပတ်သက်လာရင်ဒီမဲမဲကြီးကမပါလို့မှမဖြစ်တာဘာဖြစ်လို့လဲသိလားဒီခိုင်နဲ့အစပြီးတွေ့တာသိတာဒီမဲမဲကြီးပေါ်မှာတွေ့ကြတော့ငါပေါ့တီဗီသားနေမှာပါစုလီဖရားအဝိုင်းနာကလီပန်းချံရှိမြို့တော်ခမ်းမဘက်အခုပေါ့ကတရလမ်းမမဲမဲကြီးဟာစပယ်ရှယ်အကျယ်ကြီးနေရာပေါ့အဲ့ဒီနေ့ကလမ်းမှာနည်းနည်းဘာညာဘာညာလေးတစ်ခုရှုပ်နေတာနဲ့ကျူရှင်ချိန်နောက်ကျနေတယ် ။ဓာကြီးကြည့်လိုက်တော့ကျူရှင်တက်ဖို့9မိနစ်ပဲလိုတော့တယ်။ဒါနဲ့ဆက်ခွန်အမြန်ဓာဆန်းကားပေါ်ကကမန်းကရန်ဆင်းပြီးလမ်းကျယ်ကြီးအတိုင်းဖြတ်လျှောက်ခဲ့တယ်။ပွားရမယ့်နေရာကစုလေဖျားလန်းကျွန်တော်ရောက်နေတဲ့နေရာကဆိုတောင်တန်းတက်တဲ့သာလျှောက်ဖိုက်တာကိုရရဲ့တီအိုရန်နဲ့ဆိုအတူဆုံးလမ်းပဲ။ဒါနဲ့မကူးခင်ဘေးဘီကြည့်လိုက်တော့ခက်ရှင်းရှင်းလမ်းမပေါ်မှာကောင်မလေးဖြူဖြူလေးတယောက်နဲ့ကျွန်တော်ပဲရှိတယ်။ကောင်မလေးကလည်းလွယ်အိတ်ကလေးလွယ်လို့သွားစမ်းပါ ကျွန်တော်ကဒီကောင်မလေးကိုလှည့်ကြည့်နေတယ်ထင်လို့လားမဟုတ်တာခဏလေးကြည့်လိုက်တာဒါပဲပြီးပြီရေးကြည့်တာကကျူရှင်မိဖို့ဒါနဲ့လမ်းမကြီးတောင်တန်းဖြတ်ပြီးခတ်တွတ်တွတ်လျှောက်လာခဲ့တယ်ကားကြီးတစ်စင်းထိုးရလိုက်တယ်လှည့်ကြည့်လိုက်တော့ရိန်ဂျာအဆုတ်ပြတ်ကြီးတစ်စင်းဒါပေမဲ့ကျွန်တော်သတိတောင်မထားမိပါဘူးကြည့်ထားစရာလည်းမလိုဘူးလေဘာလို့လဲဆိုတော့တိထားခြင်းထားကျွန်တော်ဘေးကခက်ကုတ်ကုတ်လိုက်လာတဲ့အဖြူမလေးကိုတတိထားရမှာပေါ့ဒါလေးတောင်ယူမဆိုင်မိတာ ညီလေးခဏရုတ်တရက်လူတယောက်ပိတ်ရက်လိုက်တယ်ပြီးတော့ချက်ချင်းပဲ၃၄ယောက်ထပ်ရောက်လာပြီးဝိုင်းလိုက်တယ်လှမ်းကြည့်လိုက်တော့အားလုံးရဲ့လက်မောင်းမှာလက်ပတ်အဝါရီခဏလိုက်ခဲ့ပါဒီကညမရောအဲကနေမအော်မိအောင်မနှဲထိန်ထားလိုက်ရတယ်တခုခုဖြစ်ပြီးဆိုတာချက်ချင်းသတိထားမိတာပေါ့ဘက်နဲ့ရန်ကုန်သားပဲဟာဒီလောက်ဆိုသိပြီပေါ့ကျွန်တော်တို့ဖြတ်ကူးတဲ့နေရာက မြင်းကြားလည်းမဟုတ်မီးပွိုင်လည်းမဟုတ်ကြားကပြီးတော့ပေါ်တင်ကြီး လမ်းစည်းကမ်းနဲ့ဖမ်းပြီးဟုတိလိုက်ရပြီသို့တော့ဖမ်းကုတ်ဖို့ဆိုတာရှိသေးတယ်မဟုတ်လားဘာဆိုင်လို့လဲဗျဒီမှာကျူရှင်တက်ရအောင်မယ်ဘာဖြစ်လို့လိုက်လာရမှာလဲဒီတော့နောက်ကကမန်းကန်လိုက်လာတဲ့ရင်သိမ်းရဲကဝင်ပြီးညီလေးတို့ကိုစီကမ်းမဲ့လမ်းဖြတ်ကူးမှုနဲ့အေးအေးယူပါတယ်ရုံးကိုလိုက်ခဲ့ပါမကြပါဘူးခဏပါကျွန်တော်ကောင်မလေးကိုလှည့်ကြည့်လိုက်တယ်ကောင်မလေးကလည်းပြွတ်တူးကြောင်တောင်လေးနဲ့ကျွန်တော်ကိုပြန်ကြည့်နေတယ် ကြုံမှုကြဘူးဆိုသလိုဇူးယူထွက်ပြေးမလို့လုံနေတဲ့စိတ်ဟာတခါတည်းပျောက်သွားတာပေါ့လူလေး၅ယောက်ကလည်းဝိုင်းထားတယ်ခိုချားတိတ်မှလေးကြည့်ပြန်တော့လဲဖျားနေတဲ့ပုံစံတက်နိုင်တော့ခုပြင်းနဲ့ကိုပဲတွေးပြီးစောစောကရိန်ဂျာကြီးစီရှောက်လိုက်လာခဲ့ကြတယ်နားမမမဲကြီးပေါ်ခြေတလန်းချတိုင်းဒေါသတစ်ခုပြီးတစ်ခုထွက်လာတယ်သွားပြီလေသူရှင်ဘလို့မှမမီတော့ ကားပေါ်မှာလည်းကျွန်တော်တို့လိုမျိုးဘဝဒူတွေ50ရောက်လောက်ရှိနေပြီ။တောင်းမထိုင်နေတဲ့ကျွန်တော်တို့လိုဂျလီဗီတစ်ကောင်ကလှမ်းပြုံးပြတယ်။ဘဝဒူချင်းမှုလှမ်းရိမ့်မင်းလိုက်တာထင်ပါတယ်။ဘယ်ရမလဲကျွန်တော်ကလည်းပြန်ပြုံးပြလိုက်ပါတယ်။ဒါပေါ့တခါတလေလဲပညာပေးလေးပါလေးခံပူးရအောင်မှာပေါ့လို့မဟုတ်မျိုးတော်သူမျိုးတော်သားတွေရဲ့အင်ကာရက်နဲ့ဘယ်ညီနိုင်ပါမလဲ။ကျွန်တော်လဲခက်တီတီပဲတွေ့တဲ့ထိုင်းကုန်းတစ်ခုမှာဝင်ထိုင်လိုက်တယ်။ညီလေး ဟိုဘက်ထိတ်ရအောင်တို့နောက်ကအတန်တစ်ခုကြားတယ်ဒါလဲကျွန်တော်တို့ကိုအားမငယ်ဖို့အားပေးလိုက်တာပဲလာအောင်မယ်လေဖော်ရီအများကြီးကျွန်တော်ထိုင်လိုက်တော့စောစောကအဖြူမလေးကလည်းကျွန်တော်ဘေးကိုဝင်ထိုင်လိုက်တယ်ကျွန်တော်ကိုနောက်ကနေလှမ်းပြောတော့ကျွန်တော်ရှေ့ဘက်ကိုရွှေ့တယ်ပြီးတော့လဲခေါင်းကုံထားတဲ့အဖြူမလေးကကျွန်တော်ရွှေ့တယ်လို့လိုက်ရွှေ့တယ်ဟိုဘက်ထိတ်ရောက်တော့အဖြူမလေးကကျွန်တော်ကိုမျက်နှာငယ်လေးနဲ့နှမ်းကြည့်ရယ်မျက်လုံးမှာလည်းမျက်ရည်လေးတွေဝက်တဲဝက်တဲနဲ့ ျွန်တော်စိတ်ထဲသူ့ကိုတနာသွားတယ်အဟုတ်ပါတကယ်ကိုတနာတာပါဖျားစုတခြားဘာစိတ်မှရှိလို့မဟုတ်ပါဘူးစဉ်းစားကြည့်လေကျွန်တော်လိုကောင်မျိုးတော်ယုံတန်ယုံအရှက်မရှိတဲ့ကောင်တောင်မှလက်မကြီးပေါ်မှာပေါ်တင်ကြီးဆွဲခံရတော့ချက်ဖြုံလေးဖြုံသွားတာသူဆိုရင်ဘယ်နဲ့နေမလဲသူကမင်းကလေးမင်းကလေးတောင်မှညွညွတုတ်တုတ်မဟုတ်ဘူးဖြူဖြူသေးသေးလေးဒါကြောင့်သူနည်းနည်းပါးပါးအရှက်ပြေသွားအောင်ကြောက်နေပလားကြောက်ပါနဲ့ဟာဘာဖြစ်လဲခဏပဲဟာ ောစောကကြည်ပြီးပြန်ကုန်သွားတဲ့ဖြူမလေးဟာပြန်မော့လာပြန်တယ်။ပြီးတော့မပွင့်တပွင့်ပြောတယ်။ဣခိုင်တို့ကိုဘာလို့အမှုလို့လည်းမသိဘူးနော်။ဘာမှမလုပ်ဘူးထင်ပါတယ်။ပညာပေးမှာပေါ့။နောက်မလုပ်ဖို့ဆိုတဲ့အကြောင်းဘာညာပေါ့။ပြောတာပြောလိုက်ရတယ်။စိတ်ထဲမှာတော့ကို့ဘာသာလဲကို့ဖြုံနေတယ်။နောက်နေ့သတင်းစာထဲမှာနာမည်တွေပါပါလာရင်မွတ်တာပဲလို့ခဏဆိုလို့သာတော်တာပေါ့။နည်းနည်းကြမယ်ဆိုရင် အိမ်အောင်နေပါရီကြပြီးမှ ပြန်ရမလားတောင်မပြောတတ်ဘူးကားကြီးကစူးလီဝိုင်းကြီးပြန်ပြန်ပတ်တာပဲခါ20လောက်ရှိတော့မယ်တော်ကြပန်းဆိုရန်ရောက်ပန်းဆိုရန်ကဖရီဇာပြန်ပတ်ဖရီဇာကမကိုလန်းဝင်အဲ့ဒီကဘိုးချုပ်လန်းပြန်ချိုးပန်းဆိုရန်ပြန်ရောက်အဲ့ဒီကနေဖရီဇာပြန်ပြီးဝင်ဖျားလန်းကြပြန်ကွေ့ဒါလဟိုစီပြန်ဆင်းစူးလီပတ်ပြီးတော့ပန်းဆိုရန်ဖရီဇာမကိုလန်းဒါလဟိုစီနောက် စုလေပတ်နဲ့ဖော်ရီအများကြီးတိုးလာတယ်လူရင်းမရောက်နိုင်သေးဘူးဟုတ်ပြောတာစောစောကပြောခဲ့တဲ့အိမ်တော်နေပါရီကြပြီးမှပြန်ရမလားဆိုတာပို့ပြောတာမဟုတ်ဘူးနောက်ထပ်၄၅ရက်ကြာရင်ဣခိုင်ဆိုတဲ့ကောင်မလေးဖြူစားလေးနဲ့ကျွန်တော်မအောင်သူတို့နှစ်ဦးသဘောတူလက်ထပ်ထင်းများပြီးသွားနိုင်တယ်အကြောင်းကြောင်းကြောင့်ကြာတာကိုပဲကျေစုတင်ရမလို့ခုတောင်လေဘီကတော်တော်ဖြောက်နေပြီတို့နာမည်ကအောင်သူပါယူနာမည်ကဣခိုင်နော်อืม သူကဘယ်เจ้าကလဲ RC12 ကယူကရောတို့က RC2 ကပါသူကျူရှင်ယူလားဗာလဲဘိုင်အိုလေတို့ကဘိုင်အိုတွဲဟဲတို့လဲဘိုင်အိုတွဲပဲတို့လဲဘိုင်အိုကျူရှင်ယူတယ်သူ့ဘက်မှာယူလဲကောင်းလားကျွန်တော်ကကျွန်တော်တက်တက်ကျူရှင်ဆရာနာမည်ကိုပြောပြလိုက်တယ်သူကသဘောကျတယ်လို့ရဲပြီးတော့โอ้တို့เนี่ยအတူတူပဲပေါ့တို့လည်းဒီမှာပဲမတွေ့ပါလားခုဆက်ရှင်လား မဟုတ်ဘူးနောက်ဆက်ရှင်ခုတမင်စောလာတာသွားစရာလေးတခုရှိလို့ကဲကျွန်တော်ပြောတာမလွန်ပါဘူးနော်ဒါတောင်မှတ်မိတလောက်နဲ့သဘောပဲပြောရသေးတာစုလီတပတ်ပတ်လိုက်တချို့နေရာမှာလိုက်တန်းပြေးတန်းကစားလိုက် နောက်တပတ်ပတ်လိုက် အဖော်လေးတွေရှာပေးလိုက်နဲ့ကားပေါ်မှာမကြဘူးဆိုနှစ်နာရီသုံးနာရီလောက်ရှိသွားပြီဖော်ရီကလည်းတပြုံကြီးဖြစ်လာပြီနောက်ကိုလမ်းလေးပါလေးကူးရင်သတိထားပြီးစီလီကန်လေးနဲ့ကူးပေါ့ဗျာကျွန်တော်လိုကြည်စရာလေးပါလေးရှိရင်အကြောင်းမဟုတ်ဘူးတော်ကြ အရေးကြီးတဲ့ကိစ္စရှိတာတို့တယောက်တည်းရှိနေတာတို့ဆိုရေရေလဲလဲဒုက္ခရောက်မယ်ကျွန်တော်တောင်အဲ့ဒီတုန်းကဘာမှမဖြစ်သေးလို့စီမဲ့ကမ်းမဲ့လမ်းကူးမိတာဟန်ချသွားတာပဲလို့ထင်ခဲ့တာအမှန်တော့ဆွေးဖို့စတာဗျတကယ့်ကိုဆွေးကြောဆွေးမှာပေါ့ဗျာခိုက်เสียရလေးရလဲရှိတာကိုတီးပြီးသားနေမှာပါကန်းကောပွင့်လို့နှွေရောက်တာမဟုတ်ဘူးလေခါရီအော်လို့မိုးရွာတာမဟုတ်တယ်လို့ပေါ့အမှန်ကနှွေရောက်လို့ကန်းကောပွင့်တာ မိုးရောက်လို့ဖအော်တာဒီလိုပဲပေါ့ဆွေးလို့ခိုက်တာမှမဟုတ်ပဲဟာခိုက်လို့ဆွေးရတာပဲကျွန်တော်ကသူ့ကိုရေရေလဲလဲခိုက်သွားတယ်ဗျာကျွန်တော်မှအကြာကြီးခိုင်းစကားပြောနေတဲ့ကာလတစ်လျှောက်လုံးမှာတယောက်နဲ့တယောက်တိတ်အပေးယူညတယ်ကျွန်တော်ပြောတာကိုလည်းတိတ်နားထောင်တယ်သူပြောရင်လည်းကျွန်တော်နားထောင်တယ်သူပြောတဲ့စကားတွေလည်းကျွန်တော်လက်ခံနိုင်တယ်ကျွန်တော်ပြောတဲ့စကားတွေလည်းသူလက်ခံနိုင်တယ်ဘလောက်တောင်အဆင်ပြေလဲ နည်းနည်းတော့ဥဒဟယုံလေးပြရရင်ကောင်းမယ်ဆိုပါတော့ဗျာကျွန်တော်က Josh တီးပြီးဗလားဆိုရင်သူကတီးပြီးပါပြီကောင်းလဲမကောင်းဘူးဟုတ်တယ်နော်အလကားပဲစက်ရုပ်ကြီးမှန်တိတာလိုက်တာအင်းလေစကားပြောရလဲများလိုက်တာဟိုကကောင်းတယ် Eagle Head Landed ဟာတိတ်ကောင်းတယ်နော်ကြည့်ရတာတစ်ထိတ်ထိတ်နဲ့တစ်ချိန်လုံးပြစ်ခတ်နေတာပဲဟုတ်တယ်ဟိုနေရာပဲဗမမသိတာ Richard Barton တို့ General ကြီးတွေစီဝေခန်းထဲဝင်ပြီး တနက်နဲ့ချိန်တဲ့အခန်း။ဩအဲ့ဒါပဲတို့လည်းပြောဝင်လို့ဟိုနောက်ကနေတနက်နဲ့ချိန်တဲ့ကောင်ကဘလို့ရောက်လာမှမသိဘူး။ကဲကျွန်တော်ပြောတာမလွန်ပါဘူးနော်။ထားတော့ဒါကဗราဏရှိသေးတယ်။နောက်ပိုင်းမှာဒီချက်ခိုက်ဆရာလေးတွေရှိသေးတယ်။ကျွန်တော်တို့ရဲ့ချစ်လက်စွာသော Ranger ကားကြီးဘဏ္ဍပတ်မှမသိပတ်ပြီးတဲ့အခါကောင်စီယုံရှိကားထိုးရက်ပြီးပြုံတမကြီးတရားရုံးထဲခေါ်သွားတော့တယ်တရားရုံးမှာလဲကလထိုင်တွေအများကြီးချထားတယ် ကိုစီကိုစီဝင်ထိုင်ကြတာပေါ့ဗျာကျွန်တော်လဲကလက်ထိုင်တလုံးမှာဝင်ထိုင်လိုက်တာပေါ့အဲအဲ့ဒီနေရာမှာကျွန်တော်တစ်ချက်လောက်အထာတိကျင်တာနဲ့ကျွန်တော်ဘေးမှာခုံတလုံးလွတ်ထားတယ်တေးကြတာပေါ့ဗျာဤခိုင်ဆိုတဲ့အဖြူမလေးဟာတခါတည်းကျွန်တော်ဘေးဝင်ထိုင်တာပေါ့ဒီတဲကသူ့ကိုအမှတ်တော်တော်များများပေးလိုက်ပြီးပြီအဲခဏနေဦးခုမှဇက်ကစကောင်းတာဗျရုံထဲလဲဝင်ထိုင်ပြီးရောခဏနေတော့တရားသူကြီးတွေရောက်လာတယ်မကြပါဘူးမြို့တော်သူမြို့တော်သားဆိုတာ စီးနဲ့ကန်းနဲ့နေထိုင်ရမယ့်အကြောင်းလမ်းအန္တရာယ်ဆိုတာအနည်းတခြားကြီးထွားနေကြောင်းဒါကြောင့်ခရီးသွားများအနေနဲ့လည်းစီးကန်းကိုအလွန်ယိုသေးတဲ့အကြောင်းပညာပေးပါတယ်ကျွန်တော်လက်ခံပါတယ်ဟုတ်တာပေါ့ဒီလိုပဲဖြစ်ရမှာပေါ့ဒါပေမဲ့နောက်ဆုံးနားလေးကြမှာဒါကြောင့်ခုစီးကန်းမဲ့လမ်းဖြတ်ကူးတဲ့လူအလုံးကိုတယောက်ဒံငွေ30စီချပါတယ်အဲ့ဒါဒံငွေဆောင်ပြီးရင်ပြန်နိုင်ပါပြီကျွန်တော် hike နဲ့ဖြစ်သွားတယ် ိတ်แท้ကိုကြပြာကြရာစမ်းကြည့်လိုက်တယ်ဟုတ်မရှိအိတ်แท้မှာအလင်းအမြန်ဆွဲထုတ်ရပါလာတော့ပက်ဆံများကိုကြည့်လိုက်ရာစုစုပေါင်းမှစက်တန်3ရက်နဲ့အကျွေး65ပြားကျွန်တော်ချွေးပြန်လာတယ်အားလုံးကတဝုံဝုံထဒံငွေဆောင်ကအခန်းထဲမှာစိတ်လို့ကိုလို့ထွက်နေကြပြီဖြစ်ပေမဲ့ကျွန်တော်ကျွတ်နေစေကျွန်တော်ဘေးမှာအဖြူမလေးကလည်းမထသေးကျွန်တော်သူ့ကိုလည်းမကြည့်ရတော့ဘာလဲသူ့မှာပက်ဆံပါမလာဘူးလားဟင်ဟင်တုံးချက်ပဲရှိတယ် ချက်ချက်နဲ့ပြောလိုက်ရတယ်။မကြပါဘူး။ကျွန်တော်မျက်စီရှိကိုဆယ်တန်လေးတစ်ချက်တိုးဝင်လာတယ်။ရော့လေတို့စိုက်ပေးလိုက်ပါမယ်။ဟာနေပါစီကွာတို့မလို့ခြင်းဘူး။မူဖြစ်အောင်မူလိုက်တဲ့ကျွန်တော်ကိုကြည့်ပြီးသူကကဲပါယူပြီးပေးလိုက်ပါ။လက်ဖြန်ကြတော့တို့ဆက်ရှင်တက်တဲ့အချိန်စောင့်ပြီးသူရှင်မှာပြန်ပေးပေါ့။မပေးလဲရပါနဲ့။ဟာဘယ်ဟုတ်မလဲ။ပြန်ပေးမှာပေါ့။လက်ဖြန်ကြရင်ပြန်ယူနော်။ကျွန်တော်သူ့ကိုလှမ်းကြည့်လိုက်တယ်။သူ့မျက်နှာမှာ တကယ့်ကိုချစ်ဖို့ကောင်းတဲ့အပြုံးလေးနဲ့အတိကျကြည်လင်အေးစီတာပဲအဲ့ဒီညကကျွန်တော်အိတ်မက်မက်တယ်ပျော်လိုက်တာဗျာရေရေလဲလဲဖီးပဲပန်းတွေလဲပါတယ်တောင်တန်းတွေလဲပါတယ်စမ်းကြောင်းတွေလဲပါတယ်စုလီဖျားလဲပါတယ်ဗန်ဒူလာပန်းကျန်ထဲကကြောက်တိုင်ကြီးလဲပါတယ်ယူရောခမ်းမလဲပါတယ်ငှက်ကလေးတွေလဲပါတယ်ပြီးတော့လမ်းမမဲမဲကြီးလဲဘယ်မေ့မလဲနောက်ပြီးငင်းကြဝါဝါတွေမီးပွိုင်စိမ့်ဝါနီတွေ အဲရိန်းချာကြီးတော့မပါဘူးလက်ပတ်တွေလည်းမပါဘူးတော်သေးတာပေါ့ကျွန်တော်တို့ရှောက်ပြေးလိုက်ကြတချင်းစုလိုက်ကြဖွေးလိုက်ဖက်လိုက်ကြနဲ့တကယ်ဂျပန်ကားတလားကားကြနေတာပဲနောက်ပြီးအဲ့ဒီကားတွေပြန်ရိုက်ထားတဲ့ဗမာကားတွေကြနေတာပဲပြောတာတော့ပြောမနေနဲ့သူစီကလည်းချစ်တယ်ချစ်တယ်ဆိုတဲ့စကားတွေပြောလိုက်တာစုတာထားရင် စုလီနာကလမ်းမကြီးထက်ကျဲတဲ့လမ်းမျိုးမိုင်းတစ်ထောင်လောက်ခင်းလို့ရတယ်ကျွန်တော်ကလည်းချစ်တယ်ချစ်တယ်ပြောလိုက်တာဘာရမလဲ စုထားရင်လမ်းစည်းကမ်းနဲ့အဖမ်းခံရတဲ့လူစင်းထက်တောင်များအောင်မယ်ကျွန်တော်အပါဝင်လူတွေကလည်းစီကမ်းမဲ့ကြတာကိုနောက်ဆုံးမဲ့တဲ့အကွက်လေးကတော့တသက်လုံးမေးမရတဲ့အကွက်ကလေးပဲဘယ်နေရာမှာလဲတော့မသိဘူးကျွန်တော်ထင်တာတော့ကျွန်တော်တို့အဖမ်းခံရတဲ့မြို့တော်ခန့်မှရှိလို့ထင်တာပဲအဲ့ဒီနားကျတော့ဤခိုင်ဆိုတဲ့အဖြူမလေးကိုဖက်ပြီးအာနန်းပစ်လိုက်တာအာပါအဲ့ရကနိုးရတောင်နှကန်းတွေနားနေသလိုပဲအဟုတ်ဒါပေမဲ့ဗျာ ချစ်ခင်ပေါင်းသင်ဆက်ဆံခြင်းကကိုယ်ကွင်းနောက်ဆုံးရှိကြဤဆိုတဲ့အတုပကန်းတတ်တဲ့ရက်တောင်ကျောဘက်ကစာသားကိုပဲပြန်ပြောရလိမ့်မယ်ထင်တယ်။နောက်တနေ့မှာကျွန်တော်နောက်ောက်ကြတယ်။ကျွန်တော်အပြတ်ဆွေးရတော့တာပဲ။တကယ်ပါဗျာ။အဲ့ဒီနေ့ကကျွန်တော်ဆိုရေရေလဲလဲမျောလင်းချက်နဲ့တာတာနာနာဝှစ်ဆင်ပြီးလာခဲ့တာ။ဤခိုင်ကိုပေးဖို့ငွေ30ကိုဆိုအစ်စ်မအစ်စ်ချက်ချွတ်နည်းနည်းလေးတောင်းကျိုးနေတာတောင်းမင်္ဂလာမရှိမှဆိုလို့ဆိုပြီး မြင်ရရအောင်အစ်စ်တတ်တတ်နဲ့ရှာလဲခဲ့ရတာတီးပြီးသားနေမှာပါချစ်နဲ့ပတ်သက်လာရင်တိတ်အစွန်းအထင်းမကြေမပွန်းမခံကျင်တတ်ကြဘူးမို့လားနောက်ဆုံးတကယ့်ကိုဆယ်တန်အစ်စ်ချက်ချို့လှလှလေးတရွက်ရခဲ့ပါတယ်ဒီအထိလဲ OK ပဲနောက်စက်ခွန်အမြန်ရင်ဓာဆန်းကားစီးတယ်အစဉ်ပြင်လိုက်တာမှအဲ့ဒီနေ့ကရှေ့ကမ်းမှာစီးရတယ်ရှေ့ကမ်းမှာတောင်ကိုကတကပောက်ဖက်ကပြီးတော့ကားကလက်ကင်ခီယာဆိုတော့ချောင်ချောင်ချစ်ချစ်ကားပေါ်မှာလဲကက်ဆက်ကလေးဖွင့်လို့ ီထီလဲ okay ပဲကားပေါ်ကဆင်းတော့ဟိုနေ့ကလို့ဖြစ်မှာစိုးလို့ဘာလန်အတိုင်းတဲ့တဲ့လျှောက်နောက်ဒါလဟိုစီလန်းကိုဖြတ်ကူးတော့လူကူးဖို့တတ်မှတ်ထားတဲ့မြို့မှာနှစ်လိုင်းကြားကဖြောင်ဖြောင်ဖြူဖြူပဲလမ်းတစ်ဖက်ကိုရောက်သွားပါရဲ့တအားမောင်းလာတဲ့ကားတွေကိုတောင်ရဲကလှမ်းတာပေးထားတယ်ဒီထီလဲ okay ပဲအဲ့ဒီကနေကြောင်းချစ်ရောက်တဲ့အထီလဲ okay ပဲအဲ့ဒီကနေကျွန်တော်တို့ကလပ်ဝင်တက်ပြီးတဲ့အထီလဲစင်ပြေသေးတယ်စင်ပြေတာမှအဲ့ဒီနေ့ကအကျူရှင်မှဆိုခါတိုင်းထက်တောင်ပိုရရသေးတယ် ကျွန်တော်ကတော့မင်္ဂလာပဲလို့တွက်လိုက်ပြီးအဲကျောင်းဘော်ကဆင်းတော့မှဘဝပြက်တာကျောင်းအောက်လဲရောက်ရောလမ်းပေါ်မှာကျောင်းဘက်ကိုလျှောက်လာတဲ့ဣခိုင်ကိုတွေ့လိုက်တယ်ဣခိုင်ကြီးမဟုတ်ရင်းနာကကျွန်တော်လောက်မတားနာတဲ့အုတ်ကြားမျက်ပေါက်ကလေးကဝလူရုပ်မပီတဲ့ကောင်းတကောင်းပါလာတယ်ဣခိုင်ကရေပြတယ်ကျွန်တော်ပြန်ပေးတဲ့ပိုက်ဆံ30လဲယူတယ်ပြီးတော့မှသူ့ဘေးနားကငနာကိုလှည့်ပြောတယ်မောင်ဣခိုင်ပြောတာမနေ့ကသူနဲ့ပေါ့ ကဲသွားပြီပေါ့ဗျာမောင်စုံမတော့ကျွန်တော်ခွေးဖြစ်ပြီပေါ့ဗျာအဲ့ဒါပဲဗျာတခါတည်းနဲ့ဆွေးသွားတာပဲတက်မှာဒီတခါပဲဒီလိုအချက်မျိုးချစ်ဖူးတာအဟုတ်တခါအမကိုဒီလိုမဖြစ်ဖူးဘူးအသက်လည်းဒီလောက်မငယ်တော့ပါဘူးယာဒီအသက်ရွယ်အထိအိမ်မက်ဆိုလို့ကောင်မလေးနဲ့ပတ်သက်တာမမက်ဖူးဘူးသူနဲ့ကြမှာအိမ်မက်တွေပါတွေမက်လို့ပြီးတော့တခါမှစပင်မဖီးခဲ့ဘူးတာတောင်းအဲ့ဒီနေ့ကစပင်တွေပါတွေဖီးလို့ တခါမှမလုပ်ဘူးတဲ့အဝတ်စားရွေးတာတို့ပေါင်နာပုတ်လာတာတို့ရင်မွေးဆွလာတာတို့တောင်လှုပ်လို့ဒီလောက်ချစ်တဲ့သူကြမှဒီလိုဖြစ်ရတာဒီတသက်အသေးပြောမှတောင်မဟုတ်တော့ဘူးလူတောင်တတ်ချင်စိတ်ပေါ်လာတယ်ဤခိုင်ကိုမဟုတ်ပါဘူးဟိုငနေစုပ်ကိုတကယ်ပြောတာပါဗျာကဲဗျာနောက်ဆုံးကုံကုံပြောမယ်ဤခိုင်ကိုကျွန်တော်ဘလောက်ချစ်လဲဆိုရင် ခုလက်ရှိကျွန်တော်တွဲနေတဲ့ကောင်မလေးလေးယောက်ကိုတောင်ဖြတ်ပြစ်ဖို့စဉ်းစားထားတာခုတော့သေးရော ညကမတဲ့အိမ်မက်လေးသာသိရင်ဘလောက်ညာစိတ်မကောင်းဖြစ်ရှာနိုင်မလဲလို့မှန်ကြတိုင်းနားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ရွှေသိ Audio Book Channel ကို Like and Subscribe ပေးဖို့လဲတောင်းဆိုပါရစေရှင်ကျမရင်ရင်ပါ